်အသက်လည်း30ကျော်ပြီဆိုတော့အရင်အသေးကိုတဲ့သချင်းတွေကိုနည်းနည်းတိတ်မဆိုတတ်တော့ဘူးမှန်းတိုင်းပြောရတယ်လေပိုအတွက်တမိုးရှိမဲ့သချင်းတွေနောက် energy ဖြစ်မဲ့သချင်းလေးတွေပဲပို့ပြီးဆိုချင်တယ်ဒါပေမဲ့လည်းပြိသက်ကအသေးကွဲနေတော့ပဲခုချိန်ထိသူအသေးကွဲတဲ့သချင်းတွေသူတို့ကြိုက်နေတော့မယ်ပေါ့နော်သူတို့အသက်မကြီးသေးဘူးအသက်မကြီးသေးဘူးဆိုတော့သူတို့တွေတော်လည်းနည်းနည်းဒီထဲမှာအသေးကွဲသချင်းလေး၃လေးပုတ်ထည့်ထားပေးပါတယ်လို့နည်းနည်းက energy ဆောင်းစေလဲနှစ်ပုတ်သုံးပုတ်ထည့်ထားပေးပါတယ်ပြီးတော့နည်းနည်းရေးချစ် နင်းရေးချင်တဲ့အတိုင်းဖွင့်ပြီးတော့စိတ်တကားတွေကိုဖွင့်ပြီးတော့ရေးထားတဲ့သချင်းတွေလည်းပါတယ်ပေါ့နော် အဲ့ဒီခွေလေးကတော့ဟိုသမီးပြင်ဆင်လာနေနေပြင်ဆင်လာကြာခဲ့ပြီပေါ့နော်2019ကပြင်ဆင်ခွင့်ရခဲ့တာဖြစ်တဲ့အတွက်ကိုအဲ့ဒီလောက်ထိအဲလုံနိုင်ရနေလို့ထင်တာပေါ့နော်အဲနောက်ပိုင်းမှာတော့သမီးလေးသမီးလေးကိုဝင်တဲ့နောက်ပြီးတော့မှာကြတော့ဒီ musical ရုပ်ရှင်ဟိုဖန်တီးခွင့်ရတယ်။ဒါပေမဲ့သမီးလေးမွေးပြီးတဲ့အချိန်မှာလည်းဒီရဲ့ album ကိုဟိုပါပေါ့ဒီအခွေထုတ်လို့ဖို့အတွက်ကိုဖြန့်ချိဖို့အတွက်ကိုဒါစီစဉ်ရတယ်ပေါ့။အဓိကတော့ဒီနေ့အခုလို့လုံးလုံးနိုင်နေဆိုတာအပရိသတ်တွေကိုအများကြီးပေးနိုင်နေဆိုတာဒီနေ့အနောက်က team ရဲ့ပတ်မုံမှုကြောင့်ပေါ့နော်။အဲ့အတွက်ဒီနေ့ team ကိုအရင်ကျေးဇူးတင်တယ်။သူတို့ကဒီနေ့ဖြစ်ချင်တာလုပ်ချင်တာအကုန်လုံးကိုပြောလိုက်တာနဲ့ဟိုထက်ခနဲ့သိနေပြီပေါ့နော်။ဟုတ်အဲ့ဒါကြောင့်ဒီနေ့နောက်ကညီမတွေအားလုံးကျေးဇူးတင်ပါတယ်။ ဟုတ်ပါတော့เนาะအဓိကတော့ woman energy ပေါ့ main မျိုးသမီးတွေရဲ့ power ပေါ့เนาะမျိုးသမီးရဲ့ power ဆိုတာကမျိုးသမီးတွေကတကယ်ကြတော့ပို့ပြီးတော့မှအလုပ်အိမ်လုပ်ရောဟလာအပြင်လုပ်တွေရောပို့ပြီးတော့လုပ်လုပ်လုပ်ရတယ်ပို့ပြီးတော့ကြိုးစားရတယ်သာသမီအတွက်ဆိုရင်လည်းအမြဲတမ်းရက်တည်ရတယ်ခိုင်ကြိုက်ကိုကအချီးဖြစ်တယ်ဆိုရင်လည်းအိမ်အတွက်ကိုကဥဆောင်ရတယ်အများကြီးရှိရမျိုးသားမှအိမ်ဥဆောင်ရတော့မဟုတ်ဘူးဒီတို့အိမ်မှာလည်းနင်းနင်းဟိုမမေက ဘာခေါ်မလဲအိနာဦးစီးပေါ့နော်အငငယ်လေးတွေကအဲ့လိုကြီးပြင်းလာတာဖြစ်တဲ့အတွက်ကို woman energy ကိုပေါ်ပြတဲ့အနေနဲ့ဒီ album လေးကို create လုပ်ဖြစ်တယ် create တဲ့အခါမှာလည်းဒီ တင်းကအလုံးဝအဲ့လိုမျိုး strong ဖြစ်တဲ့ woman vibe ပေါ့နော်အဲအဆုံးထိပြန်တမ်းမယ်ဘလောက်ထိလေမုန်တိုင်းနေရှိရှိဘလောက်ထိခက်ခဲရရှိရှိအဆုံးထိပြန်တမ်းမယ်ဆိုရဲ့ woman energy နဲ့ဒီအခွေကိုတိဆောက်ပြီးတော့ဒီလိုပုံခေါ်ထားပါဟုတ်တယ်အဲစိတ်မကောင်းဆောင်နဲ့ဒီနေ့မမင်းကနင်းနီနာမမရှိဘူးပေါ့နော်အဲ့ဒါလဲသမီးလေးကိုသမီးလေးကိုသူထိန်းနေရတာပေါ့အဲ့ဒါ နေ့တော့မမေကိုကြောက်ခဲ့သေးတယ်မမေကတော့သမီးရဲ့ပွဲတိုင်းကိုဘယ်တော့မှမလွတ်ခဲ့ဘူးပေါ့နော်အခုသမီးရဲ့ history လေးကိုမမေကဒီနေ့မပါလာခဲ့ဘူးမမေကိုကြော့ပဲကြော့ခဲ့ရတယ်အဲသမီးမမေကအရင်ကနေဆူတောင်းပေးနေမယ်တဲ့အဲ့တော့မြီးလေးကိုသူချိန်ပြီးကြံခဲ့တယ်အခုချိန်မှာတော့မြီးလေးကအတူတူအရေးကြီးဆုံးပဲမို့လို့တဲ့လိုက်တော့ပါဘူးတဲ့ဒီထဲမှာမပါတဲ့သချင်းလေးနှစ်ပုဒ်လောက်လည်းရှိသေးတယ်နောက်အာဒီအခွေထဲမှာပေါ့နော်သူ့ရဲ့ theme နဲ့မကိုက်ညီလို့ပေါ့နော်ဒီရဲ့စာသားတွေကြောင့်ပဲဖြစ်ဖြစ်သချင်းဖွဲ့စည်းပုံကြောင့်ပဲဖြစ်ဖြစ်မကိုက်ညီတဲ့ အချင်းလေးတွေဆိုရင်လည်း single release အနေနဲ့ထပ်ပြီးထွက်ဖို့ရှိသေးရဲ့အဲ့တော့အဲ့ဒါကြီးကလည်း၄၅၆ပုလောက်ကျန်သေးရဲ့အနောက်မှာလေဆိုတော့ဒီ album ထပ်ပြီးသွားပြီဆိုပေမဲ့လည်းအနောက်မှာအဲဒီ jewel နဲ့ဒီ jewel ဆိုထားဆိုမဲ့တဲ့ချင်းတွေလည်းဒါထပ်ထွက်ဖို့ရှိရဲ့ဟုတ်ဒီတော့အတက်နိုင်ဆုံးတော့ album ကိုတည်ကြတာပေါ့နော်ဟို single song စတဲ့ဆိုင် album ကိုတည်ကြတယ်အခုဆိုလဲတငယ်ချင်း၅ယောက်ဆိုရင်လည်းညီတို့ album ကိုရအောင်စူးစမ်းပြီးတည်နေကြတယ်ဟုတ် အဲနည်းနည်းရခံစားချက်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့နေတော့ဂီတဘက်ကဒီလိုမျိုးပွဲတွေကို ဟိုမလောက်ကြတော့ဘူးဖြစ်သွားတယ်နောက်ပိုင်းမှာလေအဲ့ဒီအစင်လာလည်းပျောက်သွားကြတယ် online မှာပဲတပုတ်တင်တယ်တပုတ်ထွက်တယ်အဲ့ဒီသချင်းတွေကလည်းအင်မတန်အောင်မြင်ကြပါတယ်အောင်မြင်ခဲ့ကြတယ်အမှုပညာရှင်တွေအများကြီးပဲဒါပေမဲ့အခုလိုမျိုး album လုတ်တဲ့အလေးထားလည်းနည်းနည်းလာကြတယ် album လုတ်ခဲ့ရဆိုလဲ online ကပဲ release လုပ်ကြတာများတယ်ပေါ့နော်ဒီလိုမျိုး physical release လုပ်ပြီးတော့ပြိတ္တနဲ့တရင်တနည်းတသားတည်းပြောင်းပြန်ပြီးတွဲဆုံတာအသိမရှိဘူးဟိုမြင်ရတယ်နောက်ပြီးတော့အိမ်မကရန်ကို promotion လုပ်ပြီးသွားတဲ့အချိန်မှာကျတော့ဒီလိုရုပ်ရှင်ဘက်မှာကျတော့ဒီ အနုပညာရှင်ကဒီလိုမျိုးအဲပြိတ္တနေတရင်တနည်းတွဲဆောင်ကြရတယ်လေအဲဒီဆန်နမာတွေသွားကြတယ်ဆန်နမာထိုးတွေလောက်ကြတယ်ဒါပေမဲ့အဆိုတော့ကျအဲ့လိုမျိုးတွေ့ရတယ်တိတ်ပြီးတော့မရှိရောနောက်ပိုင်းမှာဆိုအဲအားကြောင့်မလို့ပြန်ပြီးတော့လောက်တဲ့အလေးထားလေးကိုအဖြစ်စေခြင်းတဲ့အနေနဲ့လောက်ဖြစ်တာပါ อืมဟုတ်ကိုကဒီနှစ်ဆိုရင် အမေကိုလည်းလှုပ်ကြွေးပြုစုခွင့်ရတဲ့နှစ်လှုပ်ကြွေးပြုစုခွင့်ရသေးတဲ့နှစ်ပေါ့เนาะမမေတက်ရှိတင်ရှားရှိတယ်။သမီးလေးလည်းရှိတော့ကိုကအမေဖြစ်ခွင့်ရတဲ့နှစ်ပေါ့เนาะအဲကြောင့်မလို့ထူးခြားတယ်ဒီနှစ်ကနေနေတော့လေအအခုလိုမျိုးသမီးလေးရလာတဲ့အတွက်ပို့ပြီးတော့ shoulder ပေါ်မှာအသူ့ရဲ့တောင်မင်းနေဝတ္တရားတွေအများကြီးပို့ပြီးရှိလာတယ်။ဝတ္တရားတော့ပေါ့သွားတာမရှိဘူး။ပို့ပြီးများလာတာပေါ့เนาะ ကျေးဇူးတင်ပါတယ်နင်းနီစ조사နေတော့မှာတကယ်တမ်းတော့နင်းနီအဆဆအရာရာတော့နင်းနီမှာ ready မဖြစ်သေးပါဘူးဒီသချင်းကွေတာနင်းနီမှာ ready ဖြစ်ခဲ့တာ ready ဖြစ်တဲ့ဆိုတာလဲ2019ရလောက်ထားတယ်မနှစ်က album ရဲ့ album ရဲ့ cover theme တွေကိုမနှစ်ကရိုက်တယ်မနေ့ကရိုက်ထားတော့အားလုံး ready ဖြစ်တယ်ပေါ့နော်ဒီ team ကအနောက်ကကျန်တဲ့အဲဒီအခွေထွက်ရှိရအတွက်သူတို့စူးစမ်းပေးတယ် okay ဒါပေမဲ့နီနီကကျတော့အခု55ရက်ကမှ Miriam ထွက်ထားတာဆိုတော့အခုက2လပဲရှိသေးတာဖြစ်တဲ့အတွက် Miriam ထွက်ပြီးတော့နှစ်ပတ်ပဲရှိသေးရဲ့ ်နင်းရဲ့ energy တွေကအပြည့်မဖြစ်သေးဘူးနောက်တစ်ခါနင်းရဲ့ body ဆိုရင် transform မဖြစ်သေးဘူးအဲနင်း no time meeting ဖြစ်တဲ့အတွက်ကိုနင်းရဲ့ hormone changes တွေကြောင့်ခန္ဓာကိုယ် weight ကလည်းမကျသေးဘူးနင်းပြိသက်ရှိကိုပြန်လာဖို့အတွက်နင်း ready မဖြစ်သေးဘူးဒါပဲမဲ့အဲနင်းနီးအမျိုးသားလဲနင်းနီးဘေးမှာသူပြန်မသွားခင်လေးအချိန်လေးမှာအဲနင်းနီးသူ့ကိုလဲအခွေထွက်တဲ့ပြိတ္တတွေနဲ့သူညင်စေချင်တယ်ပြိတ္တတွေလဲသူ့ကိုကြည်စေချင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဆန္ဒနဲ့နင်းနီးအဲ ready မဖြစ်သေးပေမဲ့နေပြန်ထွက်လာခဲ့ဟောအဲမဟုတ်ဘူးသူအရှိအနေရောင်တော့တခါကြုံတယ်အဲလက်မှတ်ထိုးတာမန္တလေးမှာမန္တလေးမှာတခါကြုံတယ်ဆိုတော့အခုဒီ show ကြမှာပြန်ကြုံတာပေါ့နော်ပြန်ကြုံတာဆိုတော့သူလည်းအကြည့်ချင်မှာပဲတွေ့ချင်မှာပဲဆိုတော့ဟုတ်အသက်လည်း30ကျော်ပြီ ဆိုတော့အရင်အသေးကိုတဲ့သချင်းတွေကိုနည်းနည်းတိတ်မဆိုတတ်တော့ဘူးမှန်တိုင်းပြောရတယ်လေပိုအတွက်တမိုးရှိမဲ့သချင်းတွေနောက် energy ဖြစ်မဲ့သချင်းလေးတွေပဲပို့ပြီးဆိုချင်တယ်ဒါပေမဲ့လည်းပရိသတ်ကအသေးကွဲနေတော့ဘဲခုချိန်လေးသူအသေးကွဲတဲ့သချင်းတွေသူတို့ကြိုက်နေတော့မယ်ပေါ့နော်သူတို့အသက်မကြီးသေးဘူးအသက်မကြီးသေးဘူးဆိုတော့သူတို့တွေတော်လည်းနည်းနည်းဒီထဲမှာအသေးကွဲသချင်းလေး၃လေးပုတ်ထည့်ထားပေးပါတယ်လို့နည်းနည်းရဲ့ energy ဆောင်းစေလဲနှစ်ပုတ်သုံးပုတ်ထည့်ထားပေးပါတယ်ပြီးတော့နည်းနည်းရေးချစ် နင်းနင်းရေးချင်တဲ့အတိုင်းဖြန့်ပြီးတော့စိတ်တကားတွေကိုဖြန့်ပြီးတော့ရေးထားတဲ့သချင်းတွေလည်းပါတယ်ပေါ့နော်အဲ့တော့နင်းနင်းရဲ့ဖန်တီးမှုကတော့ချုပ်ထားတာမရှိဘူး music genre ဆိုရင်ချုပ်ထားတာမရှိဘူးကိုယ့်စီရလာတဲ့ကိုယ့်စီကိုပေးလာတဲ့ဒီ genre ကိုဖြန့်ပြီးတော့နင်းနင်းရေးထားတာလေးရှိရပေါ့နော်ဟိုဟာပေါ့နော်ပရိသတ်တွေအဓိကကတော့နင်းနင်းဂီတတက်တန်16နှစ်လောက်ရှိပြီအဲအခုချိန်ထိယုံကြည်ပြီးတော့နင်းနင်းကိုချစ်ခင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နင်းနင်း လွန်ခဲ့တဲ့18နှစ်ထဲကနေပြီးတော့အခုချိန်ထိပေါ့နော်အဲနင်းနေနင်းနေဖန်တီးခဲ့တဲ့အမှုပညာတွေကိုပဲအားပေးခဲ့တယ်အယုံကြည်ခဲ့တယ်နင်းရဲ့ energy တွေကိုလက်ခံခဲ့တဲ့အတွက်ပြည်သက်တူချင်းတယောက်ချင်းစီကျေးဇူးအများကြီးတင်တယ်ဆက်လက်ပြီးလဲနင်းဟိုဘယ်လိုခေါမလဲအများကြီးစူးစမ်းသွားအောင်မယ်ပြီးတော့နင်းပျော်ပျော်ရွှင်ရွှင်နဲ့နင်းပြန်တန်းဆင်တယ်